အားလုံးမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်ကစိတ်ပိုင်းဆိုင်ရာကျမ်းမာနေဖို့အတွက်ကိုယ့်ရဲ့အတွေးတွေကိုထိမ့်သိမ့်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမယ်ဒါကကိုတို့အဖြစ်ပြက်လည်းဖြစ်ပါတယ်အရင်တော့ကတည်းကကျွန်တော်သိရတူတွေဆိုရင်ကျွန်တော်ကဘယ်လိုပုံစံမျိုးရှိရလူလဲဆိုတာသိကြလိမ့်မယ်ဘာကျွန်တော်ကအရင်ကဆိုရင်ဒေါသအရင်ထွက်တတ်တယ်တခုခုဆိုရင်မခံချင်စိတ်ညားရတယ်ပေါ့တခုခုဆိုဖက်ကနေဖက်ကနေတုံ့ပြန်လိုက်တာညားရတယ်ကိုယ့်တခုခုမကောင်းလာပြောကိုကလည်းပြန်ပြောလိုက်ရမှာကိုကလာစဲကိုကလည်းဆဲလိုက်ရမှာကိုကတစ်ချက်မှာကိုကတစ်ချက်ထိကိုကနှစ်ချက်ပြန်လောက်ရမှာဆိုတော့ ျွန်တော်ကလူမျိုးပေါ့နော်အဲ့လိုမျိုးဒေါသကြီးရဲ့အဲ့လိုမျိုးဆက်ဆက်တိမခံဘူးအဲ့လိုမျိုးပေါ့ဗျာဟိုကျွန်တော်တို့တခြားလူတွေဒီအလုပ်ထက်ကလူတွေဆိုရင်ဘယ်လိုတော့သိလဲဆိုကျွန်တော်အထက်လူကြီးတွေကဟိုဘယ်လိုတော့သိကြလဲဆိုကျွန်တော် hot head ဖြစ်တယ်ပေါ့ကျွန်တော်ကခေါင်းတစ်ခုခုဆိုအယမ်းမြန်တယ်ပေါ့စိတ်မြန်လက်မြန်အယမ်းရှိတယ်ဟိုအယမ်းဒေါသထွက်လွယ်တယ်တစ်ချက်ဟိုပေါ့ဘယ်လိုပြောမလဲဓာတ်စီလို့ဖြစ်ရတယ်တစ်ချက်လေးပြီးတောက်လိုက်တာလေဟုံးကနေထတောက်လောက်လောက်အောင်ဒေါသကြီးတတ်တဲ့လူမျိုးပေါ့နော်အဲကျွန်တော်ဥပမာတစ်ခုပြောပြမယ်ကျွန်တော် အဲတိတ်တော့မကြအဲနည်းနည်းတော့ကြာပြီလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်အဲကျွန်တော်ကားတဝင်းစင်တာမှာကျွန်တော်ကားရက်ဒီဟိုပါဘော့ဘေ့စမန့်မှာပေါ့နော်ကားရက်တဲ့နေရာမှာကျွန်တော်ကားရက်ခဲ့တယ်အဲကျွန်တော်လည်းပြန်ပြီးတော့အဲတဝင်းစင်တာမှာပစ္စည်းပိုင်ဝယ်ဝယ်ပြီးတော့ပြန်လဲလာတော့ဘာလုပ်ထားလဲဆိုတော့ကားကိုနောက်ကနေပိတ်ရထားတယ်ပိတ်ရထားအဲတနိုင်လောက်ကြာတယ်အဲ့မှာကျွန်တော်ကားကိုပေါ့နော် security တွေကိုခေါ်ခိုင်းနေဘာညာလောက်ခိုင်းနေမလောက်ကျွန်တော်ဘာလုပ်လိုက်တယ်ထင်လဲအဲ့ကားကိုကျွန်တော်ကားတဲ့တိုက်ပြီးတော့ထွက်ပလိုက်တာ ရှေ့ကိုတစ်ချက်ဝုံးလို့တိုက်ချပလိုက်တယ်အိုက်ကားမှတ်မိတယ် inside လေးကျွန်တော်ကဟိုပါလေး master demio လေးနဲ့အဲ့ဝုံးလို့တိုက်ချပလိုက်တယ်ဘက်ကိုဘက်တောင်ရင်ဆုပ်လိုက်တယ်နော်ဘက်ဆုပ်လိုက်တယ်ဝုံးလို့တစ်ချက်တိုက်လိုက်တော့ကျန်တဲ့သူတွေဟာလီဘာမှာနှင်းတာလားဘာညာဆိုပြီးတော့ကျွန်တော်ဆီကလည်း security ပဲရောက်လာမှာနှင်းတာမဟုတ်လို့ငါကားတော့ပိတ်ရထားလို့လို့တိုက်ပြတာလဲဆိုပြီးတော့လေ security လာတော့မှလေတခါကျွန်တော် back back gear ထပ်ထိုးပြီးတော့တခါအိုက်ကားကိုထပ်ပြီးတော့တိုက်တိုက်တိုက်ထုတ်ပလိုက် အဲ့တော့ဘာဖြစ်သွားလဲဆိုတော့နောက်ပိုင်းမှာဒီကိစ္စဘယ်လိုဆုံးသက်သွားလဲဆိုတော့ကျွန်တော်ကားကိုလည်းကျွန်တော်ပြင်ရတယ်သူများကားကိုလည်းကျွန်တော်ပြင်ပေးရတယ်ဒေါသထွက်လိုက်ပြီးတဲ့နောက်မှာကျွန်တော်ပတ်စံတော်တော်ကုံသွားတယ်ပေါ့နော်ဒါတော့မှပြဿနာမဖြစ်အောင်မနေလို့လဲလို့ဒီလောက်ကုံသွားတာအဲ့တောင်ပိုင်းမှာကျွန်တော်ပါဘာလို့သဘောပေါက်သွားလဲဆိုတော့ဟုတ်လို့ငါအရန်ဒေါသကြီးရဲ့လို့ငါစိတ်ကားလို့ထိမ့်လို့မရထစ်ခနဲဆိုရင်အရန်ထိမ့်ရတဲ့အရန်ခတ်တယ်ပေါ့နော်အဲ့လိုမျိုးဟိုဖြစ်လာအဲ့အဲ့တော့ကိုယ်စိတ်ကိုနည်းနည်းသဘောပေါက်လာတယ်ဒါပေမဲ့တကယ်တမ်းထိမ့်နိုင်လာတာကကြတော့ ခုနောက်ပိုင်းနှစ်တွေကြာတော့မှကျွန်တော် CBT လို့ခေါ်ရဲ Cognitive Behavior Therapy ပေါ့နော်ကိုယ့်ရဲ့စိတ်တွေအတွေးတွေပြောင်းတဲ့နည်းလမ်းကိုကျွန်တော်တိတိကျကျလေ့လာပြီးတော့ကျွန်တော်ကိုကျွန်တော် apply လုပ်လိုက်တာပေါ့ကျွန်တော်ကိုကျွန်တော်အသုံးချပြီးရဲ့အခါကြာတော့မှကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော်တော်ပြောင်းသွားအခုနောက်ပိုင်းမှဆိုကျွန်တော်သိကြတာကအေးစစ်စစ်နေတတ်တယ်ပျော်ပျော်နေတတ်တယ်အဲသဘောကောင်းတယ်ပေါ့နော်ဒီလိုမျိုးတွေသိကြတာပေါ့အဲ့ဒီမှာကျွန်တော်ကဒါကအတွေ့အကြုံပဲပြောချင်တဲ့သဘောကကျွန်တော်က အရန်ဒေါသကြီးတယ်အရန်ဒေါသထွက်လွယ်တယ်သူတယောက်ဖြစ်ကနေပြီးတော့အခုလိုမျိုးဒေါသတိတ်မထွက်တော့ဘဲနဲ့အဲအေးစစ်စစ်ဖြစ်သွားအောင်လို့ကျွန်တော်ပြောင်းလဲယူလာတာအဲ့အတွက်ဘာကလိုအပ်လဲဆိုတော့အတွေးတွေကအတွေးတွေထိန်းချောက်မှုလိုအပ်တယ်အခုလိုခြေနေမျိုးမှာဆိုကျွန်တော်တော့ဘူဆိုးတယ်ဘောနော်ဖြစ်ပြက်နေတာတွေအကုန်လုံးကဗျာဘာမှကောင်းတာမရှိဘူးနော်ကိုဘေးနားမှာဖြစ်နေတာတွေကိုစီမလာပြီးဖြစ်ပြက်နေတာတွေအကုန်လုံးကတခုမှကောင်းတာမရှိဘူးကောင်းတာမရှိရတဲ့ခါကျတော့ ဒီချိန်တွေကိုတွေ့ရမြင်ရခံစားနေရတဲ့ခါကျတော့အတွေးတွေကလည်းပူပူပြီးတော့အဆိုးဘက်ကိုပူပြီးတော့ရောက်လာတယ်။တဖြည်းဖြည်းနောက်ပိုင်းကျတော့အဲ့အတွေးတွေကနေစိတ်ဖိစီးမှုတွေဖြစ်စိတ်ဖိစီးမှုတွေကနေစိတ်တက်ကြရတာစိတ်ပိုင်းဆိုင်ယောဂါတွေဆက်ပြီးတော့ဖြစ်တာဒါမျိုးတွေကျွန်တော်တို့ဆက်ပြီးတော့ဖြစ်တယ်။အဲ့တော့ CBD နီးရပေါ့နော်ဒီ CBD နီးဆိုတော့တစ်ကမ္ဘာလုံးသုံးနေတဲ့ဒီစိတ်ကိုပြောင်းလဲအောင်လုပ်ပေးနိုင်တဲ့နီးပေါ့နော်တိပ္ပံနီးကြနီးပေါ့ ဒီနီးကနေပြီးတော့ပြောင်းလဲတဲ့အခါမှာဒီနီးကိုအသုံးချပြီးတော့ကျွန်တော်တို့အတွေးတွေကိုတတိထားမယ်ဆိုရင်အခုလိုအခြေအနေမျိုးကြီးမှာစိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့စိတ်ကျမ်းမာဖို့အတွက်အရန်အထောက်ကူပြုပါတယ်နော်လူဆိုတာကဒေါသထွက်ရတာဘောနော်စိတ်ညစ်ရတာစိတ်ဖိစီးရဒေါသထွက်တာတော့စိတ်ဖိစီးတာဝမ်းနည်းတာအဲနောက်တစ်ခုကကျတော့ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်ရင်လူကပင်ပန်းတယ်လူကခန္ဓာကိုယ်မှာပင်ပန်းသလိုစိတ်ကလည်းပင်ပန်းတယ် ီလိုမျိုးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့မကောင်းတဲ့စိတ်တွေဒေါသထွက်နေရတာဝမ်းနည်းနေရတာတစ်ချိန်လုံးနာကြီးနေရတာယူကျုံမရဖြစ်နေရတာသာဖြင့်ဒီလိုစိတ်တွေကတဖြည်းဖြည်းနဲ့ပေါင်းစည်းလာတဲ့ခါကျတော့မှနောက်ဆုံးမှကျွန်တော်ကစိတ်ယောဂါဆိုပြီးတော့ဖြစ်သွားတာစိတ်ယောဂါဆိုတာကဗျလူတွေစီမှာဟိုတချို့တွေကြောက်လဲမွေးရပါဖြစ်တာတို့ဘာလို့ရှိတာရှိနိုင်ပါတယ်ဒါပေမဲ့စိတ်ဖြည်းစည်းတာစိတ်တက်ကြတာဆိုရဲပြဿနာတွေကတဖြည်းဖြည်းချင်းခုနပြောတဲ့စိတ်ချိန်နေအစင်မပြေတာတွေစုပေါင်းလာပြီးတော့နောက်ဆုံးမှစိတ်ယောဂါအဖြစ်နဲ့ဖြစ်လာတယ် ဒီလိုမျိုးအခြေအနေမျိုးထိမရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အတွေးတွေကိုသတိထားရတယ်။ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်မြင်သာထင်သာရှိအောင်။ဆိုကြပါသူဗျာကျွန်တော်တို့က city map မှာဈေးသွားဝယ်ရဲဆိုပါလား။ city map မှာဈေးဝယ်ပြီးတော့ပတ်စံရှင်းမယ်ပေါ့။ပတ်စံရှင်းမယ်လဲကြံပြီးတော့ပစ္စည်းတွေကထုတ်လိုက်ကြည့်ပေါ့။ပစ္စည်းတွေပစ္စည်းတွေယူလာတယ်ချင်းနဲ့ယူလာတယ်။ပတ်စံရှင်းမယ်လဲကြံရောပတ်စံကောင်းတော့မှာ stance နဲ့အများကြီးပဲဆိုကြပါနော်။၃ counter နှစ်ခုရှိတယ်လူတွေအများကြီး stance နဲ့အဲ့ဒါကိုမြင်တဲ့အခါမှာ ဘလို့အတွေးမျိုးစပြီးပေါ့မလဲညာသူကတော့ဘာစပေါ့မလဲတာဟာတိုင်းရရှေးပဲကြာကြီးဆောင်ရတော့မှာပဲငါတို့ဒုက္ခပါပဲဆိုပြီးတော့ရင်စင်းစားတယ်ဟာတိုင်းရရှေးလိုက်တာငါတို့စိတ်ညစ်တယ်ဒုက္ခပါပဲဆိုတာစစဉ်းစားမယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ကိုကိုရက်စဉ်းစားပြီးရဒေါသဒေါသစဖြစ်ပြီအဲဒေါသစဖြစ်ပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကအပြစ်တင်စရာလူလိုက်ရမှာအင်းတိုင်းရရှေးလိုက်တာဘလို့ဖြစ်တာလဲပေါ့ဟာသူတို့တွေက မကောင်တာ၅ခုရှိတာ၅ခုလုံးမဖွင့်မဲနဲ့နှစ်ခုပဲတွားပြီးဖွင့်ထားတာ哦ဒီလိုမျိုးရှိမှာပေါ့ဒီကောင်နေတက်တက်လူဟားဝါတာဒီမှာ customer တွေကိုမကြည့်ဘူးလား customer တွေဒုက္ခရောက်နေတာ哦ဒီကောင်နေနားမလဲဘူးလားဒီမှာအကုန်လုံး jam တွေဖြစ်ကုန်ပြီသူတို့ကြတော့မှ assistant နေပါလေတွားစားနေပါလားဒေါသထွက်လာဟုတ်ပြီအတွေးရပါလေတော့တိုင်းရရှေလိုက်တာဟိုကောင်နေမဖွင့်တာအဲ့မှာဒေါသလိုက်လာတယ်လိုက်လာတဲ့နောက်မှာအတွေးတွေဖြစ်လာတယ်အတွေးရနေပြီးတော့စိတ်ခံစားချက်တွေဖြစ်စေတယ်ဘယ်လိုမျိုးလဲဆိုခုနပြောရဲဒေါသထွက်တယ်အတွေးရခုနပြောအပြစ်တင်တယ် ဆိုရဲအတွေးအဲ့ဒီအတွေးရဲ့နောက်မှာဒေါသလိုက်ထွက်လာတယ်ဒေါသပါလာပြီခန္ဓာချက်ပါလာပြီဆိုတော့ဘာလုပ်ပြီလဲဆိုတော့ကျွန်တော်တို့နောက်ဆက်တွဲလုပ်ပြီအဲ့ခါကျမျက်နာစုပုတ်စုပုတ်နေမယ်ဘေးနားလူတွေကိုလည်းမျက်စောင်းဟိုမျက်စောင်းတို့ဒီဆောင်မျက်စောင်းတို့လုပ်မယ်နောက်တစ်ခါကျတော့အဲ့ဒီဒီကောင်တာလူတွေကိုလည်းကျွန်တော်လည်းမလုပ်ဘူးလားဖာညာဆောက်ပြီးတော့ရှောက်ပြီးတော့អော်ရာပြောတာတွေစသဖြင့်ပေါ့ဗျာဒီလိုမျိုးပြင်မယ်နောက်တစ်ခါပစ္စည်းတွေဆောင်းဆောင်းအောင်အောင်လည်းရှောက်လို့ပြတာတွေလုပ်မယ်အတွေးကဘယ်လိုပြောင်းနိုင်လဲဆိုတော့ကျွန်တော်ပြောပြမယ်ခုနကကိစ္စကိုပဲပြန်ပြီးစဉ်းစားကြည့်တန်းစီနေတဲ့ကိစ္စအဲ့ တန်းမြင်လိုက်တဲ့ခါကျရင်ဩအတွေးထဲမှာစပုံဩနေကင်းထမင်းစားချင်မလို့နဲ့တူရဲသူတို့တန်းတွေပိတ်ကျန်တဲ့တန်းတွေပိတ်ထားရတယ်။ဩသူတို့လည်းထမင်းစားချင်မှာပေါ့လေသူတို့လည်းစားမှာပေါ့သူတို့လည်းလူသားတွေပဲ။ဩငါလည်းဒီကနေပြီးရင်ဘာမှမသိပ်ပြီးတော့ထူးထူးခြားခြားလှုပ်ဆရာမှမရှိတာ။ငါဒီကနေပြီးသွားရင်လည်းငါကအများဆိုင်လှုပ်ဆရာငါအတွက်အချိန်ကတိတ်မှမရှိတာ။အေးဆေးစောင့်လိုက်မယ်ဆိုပြီးတော့ကျွန်တော်တွေးတယ်။တွေးနောက်မှာဒေါသမထွက်လာတော့ဘာဖြစ်လဲဆိုကျွန်တော်နားလဲပေးလိုက်ပြီလေ။ ဟုတ်တယ်တကယ်ဖြစ်နေတာတွေဘာတွေလဲဆိုကျွန်တော်နားလဲပေးလိုက်ပြီးအနောက်မှာကျွန်တော်အတွက်ဒေါသကမထွက်လာတော့အတွင်းပြောင်းသွားတာနဲ့ဒေါသပါမရှိတော့ဒေါသမရှိတဲ့ခါမှာတော့ခုနပြောလို့ဖုန်းလေးကြည့်ပြီးအေးဆေးဆေးကျွန်တော် Facebook ပို့လဲပို့မယ် YouTube ကြည့်ရင်လည်းကြည့်မယ်တကယ်ချင်းနဲ့စကားပြောလဲပြောနေမယ်ပြီးတော့မှကိုယ်လှည့်ကြအေးဆေးဆေးရှင်းလိုက်ဒီဟာမှာဆိုနှစ်ခုအောက်ခန်းကအရန်กว่าတယ်တဘောကအတွေးကအစကတည်းကဟာတန်းစီနေရတာအရှိကြီးပဲလူတွေကဘာဖြစ်လို့တန်းနေပိတ်ထားတာလဲဆိုတာနေစပြီဆိုတာနဲ့ ကျွန်တော်တို့အဲ့တွေးရဲ့နောက်မှာဒေါသထွက်လာတယ်ဒေါသထွက်တာရဲ့နောက်မှာလောရက်တရားလဲစိတ်တူစရာဒေါသထွက်စရာတွေဆက်ပြီးတော့ဖြစ်တယ်အဲ့တော့စီတီမတ်ကိုဈေးလာဝယ်တဲ့သူကပြန်တဲ့အခါမှာဒေါသတကြီးနဲ့ပြန်သွားရတယ်အေးဟုတ်ပြီဒါက case တစ်ခုဒုတိယ case တစ်ခုခုနပြောသလိုအော်သူတို့လဲဟိုလူတွေပဲလေထမင်းစာမှာပေါ်စားကြမှာပေါ်ပါညာဆိုပြီးတော့အတွေးကိုတွေးနိုင်တဲ့သူကကြတော့ဒေါသလည်းမဖြစ်လာဘူးဆောင်းဆောင်းအောင်လည်းဖြစ်မနေဘူးသူ့ရဲ့အတွေးကငိမ့်ချမ်းနေတဲ့အတွက်ခံစားမှုကလည်းငိမ့်ချမ်းနေ ကိုနေဟန်ထားရလဲငိမ့်ချမ်းတယ်စီတီမတ်ကိုဈေးဝယ်ပြီးလာတဲ့သူကစီတီမတ်ကနေဈေးဝယ်ပြန်သွားတဲ့ချိန်မှာလဲငင်းငင်းကြံကြံပဲပြန်သွားရုံပဲဆိုတော့ဒီနှစ်ခုကိုကြည့်လိုက်ုံနဲ့အတွေးတွေကစိတ်ခံစားချက်တွေဖြစ်စေတယ်ဆိုတာကျွန်တော်တို့သိတာလေအဲ့တော့ကျွန်တော်တို့ကဒါကဘယ်လိုလာလဲဆိုလူတွေမှာစိတ်ခံစားချက်တွေကဗျာဘယ်လိုဘယ်လိုဖြစ်လဲဆိုတာကျွန်တော်ပြောပြမယ်လူကအတွေးတစ်ခုစဖြစ်တယ်အဲ့ဒီအတွေးတွေကစိတ်ခံစားချက်တွေဖြစ်အောင်သွားပြီးတော့လှုံ့ဆော်တယ် အဲ့စိတ်လှုံ့ဆော်ခံရတဲ့စိတ်ခံစားချက်တွေဖြစ်လာတဲ့ခါကျတော့ဒီစိတ်ခံစားချက်အနေတခါအတွေးတွေကိုတခါထပ်ပြီးအားဖြည့်ပြောင်းဥပမာကျွန်တော်တခုထပ်ပြောဦးမယ်ဒီမှာလဲကိုကြီးသားကိုကိုမယုံမကြည်ဖြစ်နေဆိုပါဘူးနော်ဒီကောင်ဖောက်ပြန်နေပြီလားလို့ထင်နေဆိုရယ်ဖောက်ပြန်နေပြီလို့ထင်တဲ့အချိန်မှာကိုကဖုန်းဆက်တယ်သူကဖုန်းမကိုင်ဖုန်းကိုင်ဖုန်းမကိုင်တဲ့အချိန်မှာကျွန်တော်တို့အတွေ့ရပါလေဒီကောင်တခြားတစ်ယောက်နဲ့ရှိနေလို့ဒါသိကြတယ်နော်အဲ့တော့တခြားတစ်ယောက်နဲ့ရှိနေလို့ဒါဒီကောင်ဖုန်းမကိုင်လားအဲ့တော့ဘာဖြစ်လာလဲစိတ်ခံစားချက်ကဒေါသထွက်လာတယ် ဒေါသထွက်လာတဲ့နောက်မှာကျွန်တော်တို့ကအဲ့အတွေးခံစားချက်အဲ့ခံစားချက်ကအတွေးတွေကိုထပ်ပြီးဖတ်အားဖြည့်တယ်ဆိုတာဒီလိုလူကဒေါသထွက်လာပြီဆိုရင်နောက်ဆက်တွဲတွေးတာမှန်သမျှကဒေါသထွက်စရာတွေပဲတွေးလိမ့်မယ်။ဘာလို့လဲဆိုတော့စိတ်ခံစားချက်ဖြစ်နေပြီ哦။အဲ့တော့အဲ့စိတ်ခံစားချက်ကိုအတွေးတွေကအဲ့စိတ်ခံစားချက်အတွေးတွေကိုထပ်ပြီးအားဖြည့်ပြန်။အဲ့တော့ဒီကောင်နောက်တစ်ယောက်နဲ့တွဲတွေ့နေဖြစ်မယ်လို့စဉ်းစားလိုက်တာ ਨੇ ဒေါသထွက်တယ်ဒေါသကတခါထပ်ပြီးတော့အရင်တစ်ခေါက်တော့လည်းဒီကောင်ဖုန်းမကိုက်ဒီကောင်ဖောက်ပြန်နေဖြစ်မယ်ဆိုပြီးတော့တခါထပ်ဖြစ်တယ်။အတွေး စိတ်ခံစားချက်စိတ်ခံစားချက်တွေအတွေးဖြစ်တယ်အဲ့တော့မလုပ်အိမ်ကိုချက်ချင်းလိုက်သွားတာတော့အဲ့မှာအဲ့မှာဖုန်းတွေကို Facebook ပေါ် post တွေမျိုးအနေဖောက်ပြန်နေရမလားဗျာအဲ့လိုမျိုးရှောက်ပြီးလုံးပစ်တာတော့စသဖြင့်နောက်ဆက်တွဲတွေရပါပြဿနာတွေဆက်ပြီးဖြစ်သွားနိုင်တယ်ဒီမှာဆိုရင်စဉ်းစားကြည့်ကြည့်လိုက်တွေးကလေးကဒီကောင်ဖုန်း तू မကောဖုန်းကောအော် तू အလုပ်များနေလို့ဖြစ်မယ်လို့တွေးလိုက်တဲ့အချိန်မှာစိတ်ခံစားချက်ကပြောင်းလဲသွားတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာစိတ်ကျမ်းမာရေးကောင်းနေဖို့ဆိုအတွက်ဆိုရင်ကျွန်တော်3ပေးခြင်းတဲ့တစ်ချက်ကမဖြစ်မနေ ကိုယ့်ရဲ့အတွေးတွေကိုတည်ထားကျွန်တော်တို့အတွေးတွေကမယုံကြည်ရဘူးတခါတလေမှကျွန်တော်တို့ကဒေါသထွက်နေတဲ့အချိန်ဝမ်းနည်းနေတဲ့အချိန်တခုခုနဲ့ပတ်သက်ပြီးဆုံရှုံထားရလို့အရနာကြီးနေရတဲ့အချိန်ဒီလိုမျိုးစိတ်ခံစားချက်တွေပြင်းထန်နေတဲ့အချိန်မှာဖြစ်ပေါ်တဲ့အတွေးတွေကလည်းအဲ့စိတ်ခံစားချက်တွန်းအားပေးတဲ့အတွေးတွေပဲဖြစ်လိမ့်မယ်အဲ့တော့စိတ်ခံစားချက်တိုင်းကဟိုဒီအတွေးတိုင်းကယုံကြည်လို့မရဘူးအဲ့တော့အတွေးတွေကိုတည်ထားလိုက်ရင်နောက်ဆက်တွဲစိတ်ခံစားချက်တွေရောနောက်ထပ်ကိုလောက်ရမယ်လောက်ရက်တွေရော ကျွန်တော်တို့ကသွားပြီးတော့သတိထားလို့ရတယ်အဲ့တော့ကျွန်တော်လောက်တဲ့နီလန်းကတော့လွယ်လွယ်လေးဘာမှမဟုတ်ကျွန်တော်ကကျွန်တော်အတွေးတွေကိုအမြဲတမ်းသတိထားကြည့်ကြည့်ရပါပဲအဲ့တော့ကျွန်တော်ကတော့ဗျာဥမာပုံမှန်ကတော့ဗျာအတွေးရလာတယ်ပြီးတော့စိတ်ခံစားချက်ဖြစ်တယ်ပြီးတော့မှလောက်ရတရလာတယ်ဒါပေမဲ့ကျွန်တော်တို့ကအတွေးတွေကိုမဖမ်းမိဘူးဘာလို့လဲဆိုတော့အုံနောက်ထဲကိစ္စဆိုတော့ကျွန်တော်မသိဘူးကျွန်တော်တို့စပြီးသိကြတာဘယ်နေရာမှာပုံပြီးသိကြလဲဆိုတော့စိတ်ခံစားချက်တွေဖြစ်နေပြီဆိုရင်လူကစပြီးသိပြီကျွန်တော်ကအဲ့စိတ်ခံစားချက်ဖြစ်တဲ့အချိန်ကနေစပြီးထိန်း ဥပမာလူတယောက်ကစိတ်တူနေတယ်ငါဘာလို့စိတ်တူနေရလဲဒေါသထွက်နေငါဘာလို့ဒေါသထွက်နေရလဲဆိုတော့စိတ်ခံစားချက်ကိုပြန်မြုပ်မေးကြည့်ကြည့်လိုက်ဘယ်အတွေးကြောင့်စိတ်တူနေရလဲဘယ်အတွေးကြောင့်ဒေါသထွက်နေရဘယ်အတွေးကြောင့်ဝမ်းနည်းနေရလဲဆိုတာကျွန်တော်သိရတယ်ဒါဆိုရင်ကျွန်တော်နောက်ဆက်တွဲလောက်ရမှာကအဲ့ဒီအတွေးကအကောင်းမြင်မှုပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောရမယ်ဒီနေရာမှာကွာတာက CBD နီလန်းနဲ့အတွေးတွေကိုမှန်ကန်အောင်ထိန်းကျောင်းတာနဲ့ positive thinking လို့ခေါ်တဲ့အကောင်းဘက်ကကြည့်တာနဲ့မတူဘူး အတွေးတွေမှန်ကန်ထိန်းချောင်းနေဆိုတာကကျွန်တော်တို့အတွေးတွေကတခါလေမှလွဲနေတတ်တယ်စိတ်ခံစားချက်တွေပါနေပြီဆိုကျွန်တော်တို့အတွေးတွေကလွဲနေတတ်တယ်ဒါကြောင့်အတွေးတွေကိုမှန်ကန်တဲ့ဘက်ကိုဖြစ်အောင်ထိန်းချောင်းတာမှန်တဲ့လမ်းကြောင်းပို့တာအကောင်းမြင်နေဆိုတာကဗျာဥမာဟာဟိုဘာနိုင်ငံကြီးကစည်ရဲနေတယ်လူတွေကစံလုံးညို့ပေါ့ဥမာစံကျန်းနေစားနေရတယ်ဆိုရင်ဟာစံကျန်းနေစားနေတော့ကျမ်းမာတာပေါ့ဆိုတာဒါကကြတော့အကောင်းမြင်တာဖြစ်သွားပြီပေါ့နော်အဲအကောင်းမြင်တာပေါ့ဒါကြတော့အကောင်းမြင်တာဖြစ်သွားပြီဆိုတော့ မရှိအကောင်းမြင်တဲ့ကိစ္စကအနေများတယ်ဘာဖြစ်လို့လဲဆိုတော့တချို့ကိစ္စတွေကအကောင်းမြင်စရာအခြေအနေကိုမရှိတာဥပမာကျွန်တော်တို့နားမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကျွန်တော်တို့ဘလို့အကောင်းမြင်မလဲကျွန်တော်တို့ဖြစ်ပျက်နေတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေတွေကျွန်တော်တို့ဘလို့အကောင်းမြင်မလဲတကယ်တမ်းမှမကောင်းနေတဲ့ခါကျတော့အကောင်းတမင်မရရအောင်အကောင်းမြင်ဆိုရင်ကြတော့လေကျွန်တော်တို့ဒါကအမှားယွင်းဖြစ်နေပြီဆိုတော့စိတ်ကအုံနောက်ကလက်မခံအဲ့မဖြစ်နိုင်ကျွန်တော်ကအကောင်းမြင်ခိုင်းတာမဟုတ်ဘူးအတွေးတွေကဖြစ်လာပြီဆိုအဲ့အတွေးတွေကမှန်ရဲ့လားဒီငါ့ရဲ့အတွေးတွေက objective ဖြစ်ရဲ့လားတော့ ဓမ္မဋိဋ္ဌံကြရလားငါခံစားချက်ဒီပါနေလို့ဒီလိုမျိုးအတွေးမျိုးတွေဖြစ်နေရလားဒါကိုပြန်ပြန်သုံးသပ်ပေးကျွန်တော်ဆိုရင်လည်းအခုချိန်ဒီကျွန်တော်ဆိုစူးစမ်းနေတဲ့ဒီက3-5နှစ်ရှိနေပြီကျွန်တော်စိတ်ခံစားချက်ကိုဒါပေမဲ့ကျွန်တော်အရန်ပြောင်းလဲပါတယ်ဒါပေမဲ့လက်ရှိအချိန်ဒီကျွန်တော်မချိန်နှက်နိုင်သေးတာကအတွေးရနေစပြီးတော့ကျွန်တော်မပြောင်းလဲနိုင်သေးပဲနဲ့ကျွန်တော်စိတ်ခံစားချက်ရောက်မှကျွန်တော်တော်တော်ထိနေရတယ်။အမဒေါသထွက်နေဆိုမှအော်ငါဘာလို့ဒေါသထွက်နေ။အော်ဒီအတွေးတွေးပြီးလို့ဒေါသထွက်နေ။အော်ဒီအတွေးကမဟုတ်ပါဘူးဆိုတော့ပြန်ပြီးတော့တွေးရ။အဲ့လိုမျိုးပေါ့ ျွန်တော်ဆိုရင်မမဆိုအတွေးတွေကနေစပြီးတော့ဒီကိစ္စကိုဖျက်ထားရမှာစိတ်ခံစားချက်ပေါ်မှာစဖြစ်တယ်ဒါလည်းပြဿနာမရှိဘူးဝမ်းနေနေရဒေါသထွက်နေတယ်တခုခုစိတ်ညစ်နေစိတ်ခံစားချက်ဖြစ်နေပြီဆိုရင်ကျွန်တော်လှုပ်စေချင်တာကတော့အတွေးတွေကိုပြန်စဉ်းစားငါဘာတွေတွေးမိလို့လဲအဲ့ဒီအတွေးတွေကိုတတိထားလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုထိန်းနိုင်မယ်ကျွန်တော်တို့ရဲ့လုပ်ရက်တွေကိုလည်းကျွန်တော်ထိန်းကျောင်းနိုင်မယ်ဒီလိုအခြေအနေမျိုးကြီးကခက်ခဲပါတယ်အားလုံးအတွက်နော်ကျွန်တော်တို့ရင်ဆိုင်ကြော်ဖြတ်နေရခက်ခဲဆိုတာတခြားဖယ်နိုင်ငံသားတွေမှာ ဟိုစဉ်းစားမစဉ်းစားမိတဲ့အရာတွေမျိုးတွေကျွန်တော်ကြော်ဖြတ်နေရတာဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအချိန်မှာစိတ်ကြမ်းကြမ်းမှမှရှိနေဖို့ဆိုအကောင်းမြင်အောင်တခုတည်းနဲ့အစင်မပြေနိုင်ဘူးကျွန်တော်တို့လောက်ရမယ့်အချက်ကကိုယ်စိတ်ရဲ့အတွေးတွေကိုသတိထားအတွေးတွေပြောတိုင်းမယုံနဲ့အတွေးတွေကမှန်လားမမှန်လားဆိုတာအမြဲတမ်းသုံးသပ်ကိုယ်စိတ်ချင်းနေ ကိုထိမ့်သိမ့်မှုအတွက်အတွေးတွေကိုထိမ့်သိမ့်လိုက်ရင်လက်ရှိအခြေအနေကြီးမှာစိတ်ကြမ်းကြမ်းမှမှနဲ့ဖြတ်တန်းမှုအတွက်ကျွန်တော်တို့အများကြီးထောက်ကူပြုနိုင်ပါလိမ့်မယ်